မင်္ဂလာပါရှင်ယခုဖတ်ပြမှာကတော့စာရေးဆရာမကြီးကျူရေးသားထားတဲ့ကျမချက်တော်နိုင်ငံဆိုတဲ့စာအုပ်ထဲမှာနှင်းစီပန်းတပွင့်ဟာနှင်းစီပန်းတပွင့်မြမကတော့ပါဘူးဆိုတဲ့တဘာဝပဝင်ချင်းထိမ့်သိမ့်ရေးဆိုင်ရာဆောင်းပါးကလေးကိုဖတ်ပြကြပါရစေရှင်အားလုံးပဲလိုက်ပါနားဆင်ပေးကြပါအောင်ရှင် ပတဲ့မျောလင်းချက်အိမ်မက်တွေမရှိခဲ့ရင်လူသားမျိုးတွေပြတ်သုံးသွားပါလိမ့်မယ်။နှင်းစီပန်းတပွင့်ဟာနှင်းစီပန်းတပွင့်များမကတော့ပါဘူး။နှင်းစီပန်းတွေထဲမှာအကြိုက်ဆုံးကဘာအယောင်နှင်းစီပန်းလဲလို့မေးလိုက်ရင်တော်တော်ဖြေရခက်လိမ့်မယ်ထင်တယ်။ဘာကြောင့်လဲဆိုတော့ကိုကအယောင်တော်တော်များများကိုကြိုက်နိုင်နေတာကိုအကြိုက်ဆုံးကအဝါယောင်ဖြစ်မယ်လို့ တခါတလေထင်မိတယ်။တခါတလေတော့လေကြက်သွေးရင်ရင်မောင်မောင်နင်းစီကိုမှကြိုက်တယ်လို့ထင်မိရဲ့။တခါတလေတော့အဖြူဆွဆွနင်းစီကိုကြိုက်မိပြန်တယ်။လိမ္မော်ရောင်တွေလည်းလှနေပြန်၊ခရမ်းရောင်တွေလည်းအထူးဆန်းလှနေပြန်ရော။ဒီတော့ဘဲရောင်ကိုအကြိုက်ဆုံးဆိုတာကိုကိုကမဆုံးဖြတ်နိုင်ခဲ့ဘူး။ဒါပေမဲ့တေချာတာတခုကတော့ရေမွေးနင်းစီလို့တချို့ခေါ်နေကြတဲ့ပန်းနုရောင်နင်းစီကို မကြိုက်နိုင်ဆုံးပဲအန်တီចောင်းသူပေါ်ကတော့မန္တလေးမှာចောင်းသွားတက်ရတယ်မဟုတ်လားចောင်းပေးရင်အိမ်ပြန်တော့မယ်ဆိုရင်အိမ်ကိုတည်ဖို့ဝယ်တဲ့လက်ဆောင်ပစ္စည်းတွေမှာနင်းစီပင်ပေါ့ဟာတော်တော်အရေးကြီးတဲ့နေရာမှာရှိတယ်မန္တလေးနန်းရှိဘက်မှာနင်းစီခြံတွေအများကြီးအဲ့ဒီနင်းစီခြံတွေထဲမှာအပင်တွေဟာတန်းစီနေတာပဲခြံထဲကိုရောက်ရင်တို့တို့နင်းစီပင်ကြီးတွေရဲ့ပွင့်နေပြီးသားဖူးနေပြီးသားနင်းစီတွေရဲ့ရောင်ဆောင်အလှကို တဝကြီးငေးမောပြီးမှကိုဝဲမဲ့နင်းစီပင်ပေါက်ကလေးတွေစီသွားမိတယ်။နင်းစီပင်ပေါက်ကလေးတွေ ပွင့်နေရှာတယ်။ပန်းမပွင့်တဲ့အပင်ပေါက်ကလေးဆိုရင်လေခြံရှင်းကဘာအယောင်ဆိုတာပြောပြ။သူနဲ့အဆင်ပြေတဲ့ငူရင်းအပင်ကိုလိုက်ပြ။အပွင့်အယောင်ကိုကြည့်။အိုးပျက်စီးဝဲသမျှအရသာတွေမှာနင်းစီပင်ဝယ်ရတဲ့အရသာကစိတ်လှုပ်ရှားစရာအကောင်းဆုံးထင်တာပဲ။ကိုဝယ်လာတဲ့ပန်းအိုးလေးတွေကိုရေနံချောင်းပြန်ကားပေါ်မှာပြိမာကြည့်မှာဆိုလို့ အရေးတကြီးကြီးနဲ့ပေါ့ရေနံကြောင်းအိမ်ပြန်ရောက်တော့အဲ့ဒီပန်းမင်ကလေးတွေကိုသူ့ထက်ကြီးတဲ့ပန်းအိုးကြီးတွေနဲ့ခြားဖို့ဒါမှမဟုတ်မြေကြီးမှာခြားဖို့တော့မိမိကတာဝန်ယူပြီးလုပ်ပြီးတယ်မိမိကပန်းပင်ဆိုင်ဝါသနာပိုင်ုံနဲ့မကဘူးအောင်လဲအောင်မြင်တယ်လက်စိတ်ရှိတယ်ခေါမလားမိမိဆိုင်ရင်ဘာမဆိုပေါက်တာပဲမိမိလည်းနဲ့ထိလိုက်သမျှအပင်တွေဟာအမြဲတမ်းလှပတန်ဆွမ်းလို့နင်းစီပန်းမင်တွေဟာအိမ်ကခြံထဲမှာ အယောင်မျိုးစုံပေါ့အဖြူပန်းနူရောင်ပန်းရင်ရောင်လိမ္မော်ရောင်အနီရင်ရင်ခရမ်းနူရောင်စုံးနေတာပဲအလားဆိုင်တာဆိုတော့ဘာပို့တတ်စီမှမတုံးဘူးမှတ်မှတ်ရရဘာဓာတ်မြင့်ဩဇာမှလည်းမတုံးခဲ့ပါဘူးပန်းတွေဟာလှိုင်းလိုက်မပွင့်မိမဲ့ပွင့်တယ်များတော့လှကြတာအချီပဲအပင်ချင်းလဲပြီးပွင့်တာမို့တပင်မဟုတ်တပင်မှာနှင်းစီပန်းတွေတော့ရှိနေတာပဲအခုတော့ရန်ကုန်မှာ အန်တီတို့ဖျားပန်းတင်မို့နင်းစီဝဲပြီဆိုရင်ပစ္စည်းအပေါ်ဆုံးကစော့စော့ကပြောတယ်ရင်းမွေးနင်းစီလားပန်းရောင်နင်းစီပဲအရင်ကပန်းရောင်နင်းစီကို မကြိုက်ဘူးရဲ့လို့မရှိပါဘူးအိမ်မှာပန်းရောင်နင်းစီစိုက်ခဲ့ပွင့်နေတာပဲဒါပေမဲ့ရန်ကုန်မှာ၄၅ခါလာဝဲပြီးဖျားတင်လိုက်ပြီးကလေးကပန်းရောင်နင်းစီကိုအန်တီလက်ဆောင်တော့တာပဲဘာကြောင့်လဲဆိုတာပြောပြမယ်နင်းစီပန်းဟာဝဲတော့ကအဖုံးငုံလေးတွေမို့လှပါရဲ့ အိမ်ကပန်းအိုးရဲရောက်ပြီးဖျားစင်မော်တင်ပြီးပြီဆိုတာနဲ့နွမ်းတော့တာပဲမနက်ကတင်လိုက်တဲ့ပန်းဟာညနေရောက်တော့ညှိုးပြီးအောက်ဆိုင်နေပြီပန်းအငုံဟာအငုံတိုင်းညှိုးတယ်အပွင့်ဟာတိတ်မပွင့်ပြီးညှိုးတယ်အဲ့ဒါဘာကြောင့်မလဲလို့အန်တီနားမလည်နိုင်ခဲ့ဘူးအကြောင်းရင်းရှာကြည့်တော့ကိုမြင်နိုင်တာတော့တစ်ချက်ပဲတွေ့တယ်နင်းစီပန်းရဲ့အယိုးရံဟာတိတ်တိတ်ပျော့ပျော့လေးရှေပြီးတွေ့နေတယ်စူးကလည်းကြေးတယ် ီလောက်တည်တည်ညွညွလေးဆိုတော့ထောက်ပံ့နိုင်တဲ့ခွန်အားလည်းမရှိ အာဟာရပေးနိုင်တဲ့ခွန်အားလည်းမရှိဘူးဖြစ်မှာပေါ့တို့အိမ်မှာပွင့်တဲ့နင်းစီပန်းတွေဟာဒီလိုအယိုးတန်ရှိရှိနေမှာမဟုတ်ပဲပန်းအဖိုးတွေနဲ့အပွင့်နေနဲ့နီးစပ်ထိကန်နေလို့နင်းစီပန်းခူရင်ဖျက်ဆီးရနေရကို မနှဲရှာရွေးယူရတယ်အဖိုးကလည်းမပါစေရအောင်နင်းစီပွင့်ရဲ့ယိုးတန်လည်းပုတိုလေးမဖြစ်ရအောင်ဖျက်ဖို့နေရာရွေးရတဲ့အရာသာကိုကစိတ်လုံရှာစရာ ယိုးရံကလည်းစိုးရိမ်ပြေကျန်နေလို့လေအယိုးကလည်းတုတ်တုတ်ကလေးတွေဒီဘန်းကိုဖျားတင်လိုက်ပြီဆိုရင်လင်းငါရက်တော့လမ်းနေတာပဲနင်းစီပွင့်ချက်ကလေးတွေအပြင်လွာကစားပြီးတစားစီကျွေးသွားမယ်တရက်စီပေါ့နောက်ဆုံးကျင်တာကအလဲကဝမ်းမုံခွက်ခွက်ကလေးပဲကျန်မယ်အဲ့ဒီအထိအယိုးကမညစ်ဘူးတို့လဲတို့တုတ်လဲတုတ်တာကိုဒါကကိုမြင်မိသလောက်ကြွားချက်ပေါ့ကိုမမြင်ရတဲ့အကြောင်းချက်တွေရှိအောင်မယ် ဒီနှင်းစီတွေဘယ်ကလာသလဲထောက်ကျန်တော့မော်ဘီတို့ကလားခရီးဘယ်လောက်ဝေးသလဲလေရင်မြန်စီပြီးလာတာလားယထာစီပြီးလာတာလားကားနဲ့လာတာလားလေရင်မြန်မော်ဆိုရင်အဲ့ဒီနှင်းစီပန်းတွေရဲ့အပူချိန်ဟာဘယ်လောက်ရှိမလဲသူ့အပင်မှာရှိတုန်းကအပူချိန်အတိုင်းလေရင်မော်မှာရနေအောင်ဘယ်သူလုပ်ပေးထားမလဲအမြင့်ပေတထောင်ကျော်ရဲ့အပူချိန်ဟာလေအေးစံရောပေါင်းလိုက်ရင်ရောမသွားနိုင်ဘူးလားမြေပြင်ပေါ်မှာတုန်းကအပူချိန်နဲ့လေရင်မော်ကအပူချိန် မတူမသေးကြပဲအခုပူလိုက်အခုအေးလိုက်အခုပြန်ပူလိုက်နေများဖြစ်သလားအော်နေ့စီပိုင်းဘာကြောင့်နိုင်ပိုင်းတွင်ညှို့ရတယ်လဲဆိုရဲပြဿနာဟာအန်တီအတွက်တော့လိုင်းမမီနိုင်ဘူးလေတချို့ကပြောတော့နေ့စီပိုင်းကို ရေနွေးငွေပေးခံထားရတယ်အဲ့ဒါဖြစ်နိုင်မှာမလားရေနွေးငွေပေးခံရရင်ညှို့နေမှာပေါ့လေဆိုင်လေးတွေမရောက်ခင်ကိုညှို့နေမှာပေါ့ဒါကအန်တီတို့ဈေးဝယ်သူတွေရဲ့လူဘိန်းအတွေ့တွေပေါ့ ဒါပေမဲ့စိုက်ပျိုးရေးကိုတည်ယူပို့ဆောင်ရေးအထိတွေးကြည့်လိုက်တဲ့အခါကျတော့ရင်းနှွေးငွေပေးတယ်ဆိုတာဖြစ်နိုင်တယ်လို့လို့ပဲစောစောကပြောသလိုလေရင်နဲ့တည်ပြီးသားလေရင်အမြင့်ပေ18000လောက်မှာပန်းရဲ့အပူချိန်ကိုဘလို့ထိမ့်မလဲရင်းနှွေးငွေနဲ့ထိမ့်ချင်ထိမ့်မှာပေါ့နော်ဒါကမြန်မာနိုင်ငံအတွင်းပြန်တန်းတဲ့လေရင်ကိုပင်လယ်သမုဒ္ဒရာတွေဖြတ်ပြီး continent တွေကိုဖြတ်ကျော်ရတဲ့လေရင်ကြီးတွေဆိုရင် အမြင့်ပေ2000 3000မို့နှင်းစီပန်းတွေတော်တော်အေးမှာပဲ အပူချိန်ထိမှုအလုပ်ကိုလုပ်ရမှာပဲစိတ်မပူပါနဲ့ဒုနိုင်ငံကိုဘယ်နိုင်ငံကမှနှင်းစီပန်သွင်းစရာမလိုတော့ပါဘူးဒီတော့အပူငွေပေးရမှာအသေးချပေါ့ဟုတ်ပြီဒါဆိုရင်ရင်နှွေးငွေပေးတယ်ဆိုရင်လေနှင်းစီပန်မြ мян မျိုးလွယ်ပြီးမြ мян ပန်းထဝယ်စီခြင်းလို့တော့မဟုတ်တန်ရဘူးသူ့ငကိုအပူချိန်ကိုအပင်မာတော့ကရနေတဲ့အပူချိန်ထိမ့်ချင်လို့သားစေတနာနဲ့တရှိခံမှုရည်ရွယ်ချက်နေပဲဖြစ်မယ်နောက်တစ်ခုက ဓာတ်မြင့်ဩဇာနဲ့ပိုးသက်စေပိုးသက်စေပမာဏဘလောက်များနေသလဲအဲ့ဒီပိုးသက်စေတွေဟာအရွက်ပေါ်အရိုးပေါ်မှာတည်ရှိနေနိုင်သလားအဲ့ဒီပိုးသက်စေတွေဟာဒုံးညောင်ရေအိုပန်းအိုးထဲမှာရေနဲ့ထည့်ခံရတဲ့အခါအရေးပြောသွားပြီးပန်းပွင့်ကိုထိခိုက်စေသလားပထမတော့အန်တီစဉ်းစားမိသလောက်ဓာတ်မြင့်ဩဇာနဲ့ပိုးသက်စေဟာ အပင်ချိန်ရင်မှပြန်မှာဆိုရင်ပန်းပွင့်ယူရန်စီပန်းပွင့်စီတိရောက်စရာမလိုဘူးပေါ့ ဘယ်ဟုတ်မလဲပိုတက်စီဆိုရင် အရွက်တွေအပွင့်နေနားမှာဖျန်းရမှာပဲနင်းစီပိုဟာအရွက်မှာတွေ့တာအပွင့်ပွင့်ချက်ပွင့်ဖက်မှာတွေ့ရလေအဲ့ဒီပိုးတွေကိုတတ်ဖို့အကိုင်းအရွက်နဲ့ပန်းကိုဖျန်းမှာဖြစ်မှာပေါ့ဒါဖြင့်အဲ့ဒါပန်းကိုနွမ်းရစေခြင်းအကြောင်းဖြစ်နိုင်တာပေါ့တို့နိုင်ငံသားနင်းစီပန်းကြိုက်တာမဟုတ်ဘူးနိုင်ငံတော်တော်များများကြိုက်ကြတယ်တချို့နိုင်ငံတွေကတော့ နင်းစီပန်းကိုနိုင်ငံထုတ်ကုန်အဖြစ်ထုတ်ပို့ပြီးနိုင်ငံခြားပို့တယ်။တချို့နိုင်ငံတွေကတော့နင်းစီပန်းကိုသူများစီကနေသွင်းကုန်အဖြစ်တင်ယူရတဲ့သမီးကြီး။အခုနင်းစီပန်းနဲ့ပတ်သက်တဲ့ပတ်ဝန်းကျင်ပြဿနာကိုသမီးဘဟုတ္တရာအောင်ပြောပြမလို့။အမေရိကန်နိုင်ငံဟာနင်းစီပန်းကိုသွင်းကုန်အဖြစ် သူများနိုင်ငံကနေသွင်းယူရတဲ့သမီးကြီး။သူတို့စီကိုအထူးကတင်ပို့တဲ့နိုင်ငံကအကွေဒေါ်နိုင်ငံနဲ့1999ခုနှစ်အတွက် လိုတဲ့နင်းစီပန်းတွေအနက်တန်း300ဟာအဲ့ဒီအကွက်တော်နိုင်ငံကပူတာဆိုပဲတကယ်လို့သာနင်းစီပန်းသွင်းကုန်တွေဟာဂျပန်လို UK လို Australia လို့ချမ်းသာတဲ့စက်မှုနိုင်ငံတွေကလာတာဆိုရင်သူတို့နိုင်ငံသားတွေဘာမှပူညံပူညံလုပ်စရာအကြောင်းမရှိဘူး။ဘာကြောင့်လဲဆိုတော့အဲ့ဒီနိုင်ငံကြီးတွေက ပိုးသတ်ဆေးနဲ့ပတ်သက်တဲ့ဥပဒေတွေထုတ်ပြန်ထားပြီးဥပဒေအတိုင်းလိုက်နာကြတာကိုဘေးဥပဒေဖြစ်စေတဲ့ပိုးသတ်ဆေးတချို့ကိုပိတ်ပင်တားမြစ်ထားတယ်လေ။ ဒါပေမဲ့သူတို့စီနင်းစီပန်းတင်ပို့နေတဲ့အကွေဒေါ်ဆိုတဲ့နိုင်ငံကဒုနိုင်ငံလိုပဲတတိယကမ္ဘာနိုင်ငံဖွံ့ဖြိုးစေစင်းရဲသားနိုင်ငံဆိုပါတော့ဒီတော့ပိုးသက်စီဥပဒေဆိုတာလည်းရှိမှာမဟုတ်ဘူးပန်းမင်အတွက်ပိုးသက်စီကိုအသာထားပါဦးစားရတဲ့အသေးအနံအတွက်ပိုးသက်စီတောင်ဘာမှမထိမ့်မဲလွတ်ထားတာကြိုက်တဲ့နိုင်ငံကကြိုက်တဲ့ပိုးသက်စီလာခဲ့အကွေဒေါ်နိုင်ငံကိုလံဘီယာနိုင်ငံတွေကတုံးပြလိုက်လိမ့်မယ်တချို့နိုင်ငံကတချို့ပိုးသက်စီတွေကိုပိတ်ပင်လိုက်ပြီး အရင်တခါသမီးကိုပြောဘူးပါတယ်။အဲ့ဒီပိတ်ပင်လိုက်တဲ့ကုန်ပစ္စည်းတွေကိုသူတို့ဘာလုပ်ပြင်မယ်ထင်တယ်လဲ။ရေသေးတော်မလား၊မြေကြီးသေးတော်ပြင်မလား။ဘယ်ကိုပဲတွန်းတော့ကိုပိုက်ဆံတွေဆုံးရှုံးပြီးရေနဲ့မြေမှလည်းအစိတ်အတော့ဖြစ်မှာချီပဲ။ဒီတော့ရေတုနဲ့မြေတုကိုအစိတ်အတော့ဖြစ်မှာအတူတူပိုက်ဆံတွေမဆုံးရှုံးရအောင်တတိယကမ္ဘာနိုင်ငံတွေကို ရောင်းပြန်လိုက်တာပေါ့။လူလယ်တွေပဲမဟုတ်လား။အဲ့ဒီလိုအမျိုးအစားများစွာနာမည်ပေါင်းစုံတက်ပြီး ဖွံ့ဖြိုးစေနိုင်ငံတွေစီပိုးတက်စီတွေရောက်လာပါရောအဲ့ဒီလူတွေကတော့အစိတ်အတောက်ဆိုတာနောက်မှဖြစ်မှာ လာမပြောနဲ့အခုလောလောဆယ်အသေးအနံထွက်တူဖို့အရေးကြီးနေပေါ့ပိုးတက်စီတွေတစ်ဖက်လည်းနဲ့ရောင်းလိုက်တဲ့နိုင်ငံကလည်းတတိယကမ္ဘာနိုင်ငံမှာဘာဖြစ်နေသလဲစိတ်ပူစရာမလိုပါဘူးသူ့လူတွေတေးမှာပဲကိုယ့်လူတွေတေးမှာမဟုတ်ပဲအဲဘယ်ချိန်ကျရင်ပူရမလဲဆိုတော့အခုလိုမျိုးနင်းစီသွင်းကုန်တွေရောက်လာတဲ့ကိစ္စကြတော့ စိတ်ပူရပြီငါတို့နိုင်ငံမှာရှိတဲ့နင်းစီမံတွေဘယ်ကရောက်လာသလဲအကွေဒေါ်နိုင်ငံကတော်ပြီအကွေဒေါ်ဆိုတာဗုဒ္ဓဆီတွေပေါက်တက်ကြရတုံးနေတဲ့နိုင်ငံပဲဒါဆိုတော့ဘယ်လိုလုပ်ကြမလဲခတ်တာကနင်းစီပန်းတွေကိုပြည်တွင်းကိုတင်ပို့မှုရပ်သွားလို့မဖြစ်ဘူးနင်းစီပန်းဟာအယောင်သွေးလှတယ်အနက်မှွေးတယ်အထားခံတယ်သူတို့စီကနင်းစီတွေဟာအထားခံတဲ့ကွယ်နောက်ပြီးအရေးကြီးဆုံးက အချစ်ရဲ့တင်ဂီတာဖြစ်တယ်။သူတို့နိုင်ငံကအကြိုက်ဆုံးအယောင်ကတော့အနီရင်းရင်ကျက်သွေးအောင်ဖြစ်ဟန်တူတယ်။ဘာကြောင့်လဲဆိုတော့ဘန်းဆိုင်တွေမှာနှင်းစီဘန်းတွေ ထုတ်ပိုးစီထားတဲ့အထဲမှာအနီရင်းရောင်တွေအများဆုံးတွေ့ရလို့ပဲ။သူတို့စီကနှင်းစီဘန်းကိုပလတ်စတစ်အကြီးအမစား wrapping film တွေနဲ့ပတ်တာမဟုတ်လား။ဘာရေဇက်လမ်းမှကြမနေဘူး။လှမလှတန်လဲတန်ရှင်ရုပ်ရှင်တွေထဲမှာကအမျိုးသားကအမျိုးသမီးကိုပန်းပီးရင် နင်းစီပန်းပါရင်အယောင်ကိုတတိထားကြည့်အများဆုံးအယောင်ကအနီရင်းရင်ပဲဖေဗူရီလဟာစိန့်ဖလာတိုင်းကြီးကျင်းပတဲ့လဖြစ်လို့တနှစ်လုံးရဲ့နင်းစီပန်းအယောင်ဆန်ခြင်းဟာဖေဗူရီလမှာအများဆုံးဖြစ်မယ်ဆိုတာမျက်စိမိတ်ပြီးလောင်းလို့ရပါတယ်အဲ့ဒီရမှာချစ်သူတွေဟာနင်းစီပန်းလက်ဆောင်ပေးကြလိမ့်ရှိတယ်အဲ့ဒီနင်းစီပန်းတွေရဲ့အစိတ်အတော့အန်ရဲကို အခုတော့တွက်မိသွားကြပြီပေါ့နှစ်မျိုးခွဲကြလို့ရတယ်နံပါတ် နင်းစီပန်းကပေးတဲ့ကျန်းမာရေးထိခိုက်မှုပြဿနာနံပါတ်1နင်းစီပန်းကြောင့်ဖြစ်ရတဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးထိခိုက်မှုပြဿနာတွေပေါ့ကျန်းမာရေးထိခိုက်မှုပြဿနာကတော့နားလည်ရလွယ်ပါတယ်နင်းစီစိုက်ပျိုးရေးလုပ်ငန်းကလူတွေဟာပိုးသတ်ဆေးတွေကြောင့်ကျန်းမာရေးထိခိုက်မယ်နင်းစီသုံးဆွဲသူတွေဟာပိုးသတ်ဆေးကြောင့်ကျန်းမာရေးထိခိုက်မယ်ဒါပေမဲ့စိုက်ပျိုးထုတ်လုပ်သူရဲ့ထိခိုက်မှုကအများဆုံးပေါ့ပိုးသတ်ဆေးကိုထိမိတာလည်းပါ ရှူမိတာကလည်းမနှဲလာတဲ့ပမာဏကိုဒီတော့အလုတ်သမားတွေရဲ့သုံးပုံနှုံပုံလားဟာကျမကြီးထိခိုက်တော့တာပဲနည်းနည်းလေးကနေယောဂအကြီးကြီးအထိပေါ့ပြုတ်ခြင်းမစားခြင်းမတောက်ခြင်းဖြစ်ခြင်းမျက်စိနာခြင်းရောင်ခြင်းပန်းနာရင်ကျက်ယောဂကလေးပြတ်ကျခြင်းကလေးအသေးမွေးခြင်းကိုအင်ကချုပ်တဲ့ကလေးမွေးခြင်းအထိဖြစ်နိုင်တာပေါ့အဲ့ဒါတိတ်မကြတဲ့အချိန်မှဖြစ်တာနှစ်ပေါင်းကြာလာရင်တော့ ကင်ဆာယောဂါတွေပေါ့ဒီယောဂါတွေဟာဝယ်ယူသုံးဆသူတွေမှလည်းဖြစ်နိုင်တာပဲနောက်တစ်ချက်ဖြစ်တဲ့ပဝင်ကျင်ထိန်းသိမ်းရေးကိုထိခိုက်တဲ့ပြဿနာတွေကတော့အဆင်ဆင်ပါပဲနောက်ပြီးပန်းကိုပန်းဖြစ်ပဲစိုက်ပြုံနေမှာကဘူးအနံ့အစီထုတ်ဖို့လဲစိုက်ပြုံးသေးတာနှစ်ခုလုံးပေါင်းလိုက်တော့ဒီထုတ်ကုန်လုပ်ငန်းမှာရေဘလောက်လုံမလဲမှန်းကြည့်လိုက်မှန်းထားတဲ့ပမာဏထပ်ပိုများမှာဒီတော့ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုမှာရနိုင်သုံးနိုင်တဲ့ရေပမာဏတက်သုံးရမယ့်ရေပမာဏကပိုများမှာဒီတော့ဘာဖြစ်လာလဲတချို့စိုက်ပျိုးရေးလုပ်ငန်းရှင်ကြီးတွေကအကြီးအကျယ်ရေသုံးနေတဲ့အချိန်မှာတချို့နေရာတွေကိုရေကိုတောက်ရေသုံးရင်ဖြစ်တော့လောင်းကအောင်မရကြတော့ဘူးဥပမာပိုဂိုဒါဆာဗာနာနိုင်ငံမှာမြေကြီးထဲမှာရေချိန်ဟာငိမ့်ငိမ့်ဆင်းနေပြီတဲ့မူလကပေ300မှာဒူးယူလို့ရေထွက်မယ်ဆိုရင်အခုအခါပေ350 400 စသဖြင့်ကြာသွားပြီပေါ့နောက်တစ်ခုက စိုက်ပျိုးရေးမှာထုတ်ပိုးရေးမှာတယ်ယူရေးမှာရေးရင်းနဲ့ဈေးချလိုက်လို့ရေးမှာပျော်ပြီးပါသွားတဲ့ဘိုးသက်ဆေးတွေဟာမြေကြီးထဲမြစ်ထဲရောက်ကုန်ကြတယ်မဟုတ်လားအဲ့ဒါကြောင့်တွင်းရင်မှာအစိတ်တောင်များလာမယ်မြေရင်မှာအစိတ်တောင်များလာမယ်ဒါရီဟာပတ်ဝန်းကျင်အတွက်တော်တော်ကြီးထိခိုက်စေပါတယ်နောက်တစ်ခုကဒီနင်းစီပန်းတွေကိုတနေရာကနေတနေရာတယ်ယူပို့ဆောင်တဲ့အခါမှာ သုံးရတဲ့လျှက်စစ်စွမ်းအင်း လောင်စာဆွမ်းအင်တွေကိုတွေ့ကြည့်လို့ရတယ်။ဓာတ်ဆီတွေကုန်းမယ်။တန်းငွေနဲ့မောင်းနဲ့ကားဆိုရင်တန်းငွေတွေကုန်းမယ်။ခရီးဝေးရင်ဝေးတယ်လို့မြင်များကုန်းမယ်။အမေရိကန်ကိုပို့တဲ့နှင်းစီတွေကတော့လေရင်စီးပြီးလာတာမို့လေရင်စီရင်ကုန်းတာမဟုတ်ဘူး။လေရင်ထဲမှာအမြင့်ပေ2000 3000မှာအေးခဲမတော့အောင်အပူပေးရသေးတာမို့အဲ့ဒီအတွက်လေရက်ဆက်ဆွမ်းအင်ကကုန်သေးတာ။ညီပင်မပြောင်းရောက်တဲ့အခါကျတော့အဲ့ဒီနှင်းစီပန်းတွေကိုစိုင်းနေမဖြတ်မီ အေးကန်းထဲမှာအေးစင်အောင်ထားရပြန်လို့လျက်ဆက်စွမ်းရင်ကုန်မြန်ရောပေါ့အဲ့ဒီကနေအနည်းအနာမျိုးတွေကိုတည်တဲ့အခါလေရင်နဲ့ပဲတည်တည်ကားရည်နဲ့ပဲတည်တည်လျက်ဆက်စွမ်းရင်လည်းလောင်စာတက်စီစွမ်းရင် ကုန်ရပြန်ရောဒါကြောင့်နင်းစီပန်းလှလှလေးတပွင့်ဟာနင်းစီပန်းလှလှလေးတပွင့်ဆိုတာထပ်ပို့ပြီးအတိတ်ပဲရှိနေအရေးကြီးနေပါတယ်တဲ့ရှင်ဝင်းနင်းစီကိုမကြိုက်တာရောပိုးသက်ဆေးကိုကြောက်တာရော ပေါင်းပြီးအန်တီတော့ခဏခဏစဉ်းစားမိတယ် ခြံကလေးတစ်ချံဝဲကိုပိုင်ဆိုင်ပြူအိမ်သုံးဖို့တသက်ခြံထွက်ပန်းတွင်တီးနံကိုကိုဟာကိုဆိုင်ယူဖို့ပေါ့ကိုက်လန်ကစွန်ရွက်ဒါရီလဲပိုးသက်စင်းနဲ့ဓမြော်စာကင်းကျင်နေလူမစင်တွေပါရီလဲအာယုံနဲ့ပုံမလာခြင်းမူရွှေရှားစိတ်ဖြောက်ပြီးစွချိန်မိန်မြုံမချခြင်းမူလေဒီတော့ကိုဟာကိုဆိုင်ရင်အကောင်းဆုံးပဲအဲ့ဒီကြရင်နင်းစီဟာလဲနင်းစီလိုပဲလှပြီးနင်းစီလိုပဲကြွေလိမ့်ညှို့လိမ့်မယ် အဲ့ဒီနင်းစီအနံမှာဘုဒ္ဓစီအငွေတွေကင်းစင်နေလိမ့်မယ်။အားရပါးရနန်းဆိုင်နိုင်လိမ့်မယ်။စပိန်လားအီတလီယန်လားဟင်းစံဒီတချို့တွေကလိုနင်းစီပွင့်ဖက်ကိုဟင်းထဲတောင်ထည့်ချက်လို့ရလိမ့်မယ်။စိတ်ကူးရင်လားလေစိတ်ကူးရင်လား။တချင်ချင်းတော့ဖြစ်လာမှာပေါ့သမီးရဲ့။အဲ့ဒီအချိန်ကျရင်အန်တီဖျားပန်းအုံးမှာနင်းစီပန်းရောင်ဆောင်ဟာလေးငါရက်အထိခံပြီးလှနေဝေးနေလိမ့်မယ်။အခုလောလောဆယ်တော့တာရှည်လဲခံ ပိုးသက်စီလဲနဲနိုင်တဲ့တပြေညွန့်တွေပဲဖျားပန်းဦးထဲမှာရှိနေတော့တယ်။ Player Magazine 2001 July ရခုဖပြသွားတဲ့စောင်းမကလေးကိုအဆုံးထိလိုက်ပါနာဆင်ပေးသူတဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါရရှင်။ဆက်လက်တင်ဆက်ပေးမယ့်ဗီဒီယိုအသစ်ကလေးတွေကိုလည်းစောင့်မျှော်နာဆင်ပေးဖို့အတွက်တောင်းဆိုပါရစေ။အားလုံးပဲပေးပြရွေးဝေကွာပြီးတာယာလာပါတဲ့နေ့ရက်လေးတွေပိုင်ဆိုင်နိုင်ကြပါစေရှင်။ ကျမကတော့စာဖတ်သူဝိုင်းပါ